ီးခဲ့တဲ့ရက်တရက်ပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုဆက်လက်မြင့်တက်လာတာကိုကျန်းမာရေးဝန်ကြီးဌာနရဲ့ဂျွန်လ18ရက်နေ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဂျွန်လ10ရက်နေ့မှ15ရက်နေ့အထိတခွဲနမူနာ2285ခုကိုစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါတခွဲအထိပြုလူနာသက်52ဦးတွေ့ရှိရတယ်လို့ဆိုပါတယ်။ဒါကြောင့်ယောဂပိုးတွေ့ရှိမှုနှုန်းကမေလပထမပတ်မှာ3.34ရာခိုင်နှုန်းရှိရာကနေဇွန်လဒုတိယပတ်မှာ1.28ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ် မွန်ပြည်နယ်မှာ COVID-19 တခွဲအတိပြုလူနာ24ဦးအထိအများဆုံးတွေ့ရှိခဲ့ပြီးဘီလင်းမြို့မှာ23ဦးနဲ့ကြိုက်ထုံမြို့မှာ1ဦးတွေ့ရှိခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ18ဦးမကွေးတိုင်းကကန်းကောင်မြို့မှာ9ဦးမန္တလေးတိုင်းကပြည်ကြီးတကွန်နဲ့တဒါဦးမြို့နယ်တို့မှာ1ဦးစီနေပြည်တော်ဇပူတီရီမြို့နယ်မှာ1ဦးနဲ့ရှမ်းပြည်နယ်ကျိုင်းတုံမြို့နယ်မှာ1ဦးတွေ့ရှိခဲ့ပါတယ် အစိုးရကကလာအတွင်ပြင်းထန်လူနာအထူးကျမှတ်ကုသပေးရတဲ့လူနာနဲ့ COVID-19 ရောဂါနဲ့သေဆုံးလူနာမရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။လက်တလောမှာနိုင်ငံအတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုနဲ့ဆက်လျင်းပြီးစိုးရိမ်ပေါ်ရာအခြေအနေမရှိပေမဲ့ရောဂါဖြစ်ပေါ်မှုမှာကြိုတင်ကာကွယ်နိုင်ဖို့တကူရေးကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့အတိပေးထားပါတယ်။ ယောဂကုသခံရပါကယောဂပြင်းထန်နိုင်ခြင်းနဲ့သေဆုံးနိုင်ခြင်းမြန်မာရဲ့အသက်60နှစ်အထက်အသက်အရွယ်ကြီးသူတွေစီးကျူယောဂနတ်တာရှိအဆုတ်ယောဂကင်ဆာယောဂရှိသူတွေကိုဝင်ဆောင်မိခင်တွေကိုဦးစားပေးအစီအစဉ်နဲ့ COVID-19 ယောဂထပ်ဆောင်ကာကွယ်ဆေးထိုးနှံပေးတော်မှာဖြစ်လို့ကာကွယ်ဆေးထိုးနှံမှုခံယူကြဖို့လိုအပ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ